င်္ဂလာပါယနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကွန်ပျူတာမောက်ဖြစ်ပေါ်လာပုံဖြစ်ပါတယ်ကွန်ပျူတာမောက်ကိုတည်ထွင်ခဲ့သူမှာဒေါက်ကလတ်အင်ဂယ်ပဲဖြစ်ပါတယ်သူဟာ1964ခုနှစ်မှာမောက်ကိုတည်ထွင်ခဲ့ပြီးတော့1968ခုနှစ်မှာ The Mother of All Demo ဟုခေါ်တော့ပြပွဲတစ်ခုမှာပထမဆုံးအချိန်အသုံးပြုပြသခဲ့ပါတယ်သူပြပွဲမှာအင်ဂယ်ဘတ်ဟာမောက်အပြင် ကွန်ပျူတာဂရက်ဖစ်နှုတ်ဦးနှစ်ဖက်ဗီဒီယိုဆက်သွယ်မှုနှင့်ကွန်ပျူတာနည်းပညာများစွာကိုမိတ်ဆက်ခဲ့ပါသည်။အင်္ဂါဘက်၏ပထမဆုံးမောက်စာတစ်သားဖြင့်ပြုလုပ်ထားပြီးအောက်ခြေမှာတန်လုံးနှလုံးပါရှိပါသည်။ထိုတန်လုံးများမောက်ဆက်ရွေးရှားမှုကိုထောက်လန်းပေးပါသည်။1990ခုနှစ်တွင် 0PARC Palo Alto Research Center သည် အင်္ဂဗဲဒီဇိုင်းကိုအခြေခံပြီးတော့ mouse ကိုပုံပုံအတွက်တက်အောင်ပြုလုပ်ခဲ့ပါတယ်။ထို mouse တွေဟာပထမဆုံး GUI graphical user interface စနစ်များနဲ့အတူအသုံးပြုခဲ့ပါတယ်။1983ခုနှစ်မှာ Apple ဟာ laser computer အတွက် mouse ကိုစတင်မိတ်ဆက်ခဲ့ပြီးတော့1984ခုနှစ်မှာ Macintosh computer နဲ့အတူ mouse ကိုပုံပုံခြေပြန်းစွာအသုံးပြုလာခဲ့ပါတယ်။ Apple ရဲ့ mouse တွေဟာတစ်ခါတုန်းခလုတ်တစ်ခုပါရှိပြီးဒီဇိုင်းနဲ့ပုံမလှပလာခဲ့ပါတယ်။ 1990ခုနှစ်တွင်မှ optical mouse တွေပေါ်ထွက်လာခဲ့ပါတယ်။ထို mouse များဟာတန်လုံးအစား LED နှင့် optical sensor များကိုအသုံးပြုကာပုံပုံတိကျသောရေရှားမှုကိုဖော်ပြနိုင်ခဲ့ပါတယ်။2000ခုနှစ်တွင်မှ wireless mouse တွေပေါ်ထွက်လာခဲ့ပြီးထို mouse တွေဟာ bluetooth သို့မဟုတ် radio frequency နည်းပညာကိုအသုံးပြုကာချိုးမဲ့အသုံးပြုနိုင်ခဲ့ပါတယ်။လေဆာမောင်များစွာလည်း optical mouse များထက်ပုံပုံတိကျသောရေရှားမှုကိုဖော်ပြနိုင်ပြီးတော့ထို mouse တွေဟာမျက်နှာပြင်အမျိုးမျိုးတွင်ပုံပုံကောင်းမွန်စွာအလုပ်လုပ်နိုင်ခဲ့ပါတယ်။ 2010ခုနှစ်တွင် test sensitive မောင်များနှင့်လက်ဟန်အမူအရာဖြင့်ထိန်းချုပ်နိုင်သော mouse များပေါ်ထွက်လာခဲ့ပါသည်။ထိုမောင်များသည် multi test နည်းပညာကိုအသုံးပြုရာပုံမှန်ခင့်မြင့်သောထိန်းချုပ်မှုများကိုလုံဆောင်နိုင်စေပါသည်။ယနေ့ခေတ်တွင် mouse များသည်ပုံမှန်သေးငယ်လာပြီးစွမ်းဆောင်ရည်မြင့်မားလာက gaming mouse များသည်လည်းအထူးဒီဇိုင်းများဖြင့်အချိန်မြင့်တင်လာသော optical sensor များအသုံးပြုကဂိမ်းကစားသူများအတွက်ပုံမှန်တိကျသောထိန်းချုပ်မှုများကိုပေးစွမ်းနိုင်ပါသည်။မောင်များသည်လူသောများသောကိရိယာတစ်ခုဖြစ်လာပြီးကွန်ပျူတာအသုံးပြုမှုကိုပုံမှန် လွယ်ကူချောမွေ့စေခဲ့ပါတယ်။မောက်စီတမိုင်းကျောင်းဟာလည်းနည်းပညာတိုးတက်မှုနဲ့အတူဆက်လက်ပြောင်းလဲလျက်ရှိပါတယ်။ဒေါက်ဂလတ်အဂဗတ်ဒီအမေရိကန်နိုင်ငံသားဖြစ်ပြီး1925ခုနှစ်ဇန်နဝါရီ30ရက်နေ့တွင်အော်ရီဂွန်ပြည်နယ်ပိုလန်မြို့တွင်မွေးဖွားခဲ့ပါတယ်။ဒေါက်ဂလတ်အဂဗတ်ဤဘဝနှင့်လှုပ်ဆောင်ချက်တွေကတော့အင်ဂဗတ်ဒီကွန်ပျူတာသိပ္ပံပညာရှင်တဦးဖြစ်ပြီးသူ၏အဓိကလှုပ်ဆောင်ချက်မှာကွန်ပျူတာမောင်းကို တည်ထင်ခဲ့ခြင်းဖြစ်ပါတယ်။သူသည် SRI International တွင်အလုပ်လုပ်ကင်ခဲ့ပြီးထိုနေရာတွင်သူ၏ mouse အပြင်အခြားသောကွန်ပျူတာနည်းပညာများကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ပါတယ်။အင်ဂါဘက် EC နောက်ဆုံးနှစ်များတွင်သူသည် Bootstrap Institute ကိုတည်ဆောင်ခဲ့ပြီးလူသားများ၏ဉာဏ်ရည်တိုးတက်မှုကိုမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့်သူသေသနာများပြုလုပ်ခဲ့ပါတယ်။သူသည် နည်းပညာနှင့်လူသားအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်ကြိုးပမ်းခဲ့ပါသည်။အင်ကပတ်၏ပထမဆုံးမောက်ဒီဇိုင်းကိုအခြေခံကနောက်ပိုင်းတွင်အခြားသောသိပ္ပံပညာရှင်များနှင့်ကုမ္ပဏီများကမောက်ကိုပုံမတိုးတက်အောင်ဆက်လက်တည်ထင်ခဲ့ကြပါသည်။ကွန်ပျူတာမောက်မပေါ်မီကာလတွင်ကွန်ပျူတာများကိုထိန်းချုပ်ရန်အပ္ပါနီလမ်းများကိုအသုံးပြုခဲ့ကြပါသည်။နံပါတ်၁ Command Line Interface Command Line Interface သည်ကွန်ပျူတာများကိုစာသားအမိတ်ပေးခြင်းဖြင့်ထိန်းချုပ်ရန်အသုံးပြုခဲ့ပါသည်။သုံးဆွဲသူများသည်ကီးဘုံးမှတစင်စာသားအမိတ်များကိုရိုက်ထည့်ပြီးကွန်ပျူတာကိုအသုံးပြုခဲ့ကြပါသည်။ ကွန်မန်လိုက်ရတာပြီးဒီသုံးဆွဲရန်ခက်ခဲပြီးသုံးဆွဲသူများဒီစာသားမိတ်များကိုမှတ်မိရန်လိုအပ်ပါတယ်နံပါတ်1က life span life span ဒီကွန်ပျူတာမျက်နှာပြင်ပေါ်ရှိပုံများကိုတိုက်ရိုက်ထိတွေ့ကရေးချဲ့ရန်အသုံးပြုခဲ့တယ်ထိုကိရိယာဒီကွန်ပျူတာမျက်နှာပြင်ပေါ်ရှိနေရာများကိုထောက်လန်းနိုင်သော optic sensor ပါရှိတယ်ပုံများကိုတိုက်ရိုက်ရေးချဲ့ရန်လွယ်ကူပြီးတော့သူရဲ့အာဏာချက်ကမျက်နှာပြင်ပေါ်တွင်တိကျသောရွေးချယ်မှုများကိုမပြုလုပ်နိုင်ပါနံပါတ်3က joystick joystick ဒီကွန်ပျူတာဂိမ်းများနှင့် graphic software များတွင် အထုံးပြုသည့်လက်ကင်တစ်ခုဖြင့်ရွေးချမှုကိုထိန်းချုပ်နိုင်တဲ့ကိရိယာဖြစ်ပါတယ်။သူ့ရဲ့အာသာချက်ကတော့ဂိမ်းကစားရတဲ့ပုံပုံတိကျသောထိန်းချုပ်မှုကိုဖိစွမ်းနိုင်ပြီးတော့ကွန်ပျူတာအထုံးပြုရတဲ့လွယ်ကူစွာအထုံးပြုနိုင်ခြင်းမရှိပါ။နံပါတ်၄ Travel Travel သည် mouse နဲ့ဆင်တူတော့လဲရွေးချမှုကိုလက်ဖြင့်လှိမ့်ပေးရသည်။ Travel သည်တန်လုံးတစ်ခုပါရှိပြီးထိုတန်လုံးကိုလှိမ့်ပေးခြင်းဖြင့်ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိကာဆာကိုရွေးချစေသည်။ Travel ရဲ့အာသာချက်ကနေရာလွတ်နေသောနေရာများတွင်အသုံးပြုရန်တင့်တော်ပြီး ထဘောဒီမောက်စတက်ပုံမှုခက်ခဲပြီးသုံးဆွဲရန်လေ့ကျင့်မှုဟာလိုအပ်ပါတယ်။နံပါတ်5 keypad and function key ကီးဘုတ်ပေါ်ရှိ keypad နှင့် function key များကိုအသုံးပြုကာကွန်ပျူတာမျက်နှာပြင်ပေါ်ရှိကာဆာကိုရွေးချားစေသည်။အားသာချက်က keypad နှင့် function key များသည်ရိုးရှင်းပြီးကွန်ပျူတာအသုံးပြုမှုအတွက်သင့်တော်ပြီးတော့ဒိုနီလန်းသည်ရွေးချားမှုကိုထိန်းချုပ်ရန်ခက်ခဲပြီးမြန်ဆန်သောရွေးချားမှုများအတွက်မသင့်တော်ပါ။နံပါတ် 6digitizing tablet Digitizing tablet သည်ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိပုံများကိုရေးဆွဲရန်အသုံးပြုသည်ထိုကိရိယာသည်စာရွက်ပေါ်တွင်ရေးဆွဲတဲ့သို့ကွန်ပျူတာမျက်နှာပြင်ပေါ်တွင်ပုံများကိုဖန်တီးနိုင်သည်အားသာချက်က Digitizing tablet သည်ပုံများကိုတိကျစွာရေးဆွဲရန်တင့်တော်ပြီးကွန်ပျူတာဖြင့်အသုံးပြုမှုအတွက်တော့မတင့်တော်ပါကွန်ပျူတာမောက်ပေါ်ထွက်လာပြီးနောက်ပိုင်းကွန်ပျူတာအသုံးပြုသူများသည်ပုံမလွယ်ကူချောမွေ့လာခဲ့ပြီးမောက်က GUI Graphical User Interface စနစ်များနဲ့အတူအသုံးပြုရန်တင့်တော်ပြီးသုံးဆွဲသူများအတွက် ုံမလွယ်ကူသောထိ ंछ ုံမှုကိုပေးဆွနိုင်ပါသည်ကွန်ပျူတာမောက်ဒီထွင်ဖို့စိတ်ကူးအကြံဉာဏ်စတင်ရခြင်းသည်ဒေါကလက်အန်ဂယ်ဘတ်စီလှုံ့ဆော်ချက်များနှင့်သူ၏ရည်ရွယ်ချက်များနှင့်ဆက်စပ်နေပါသည်အန်ဂယ်ဘတ်သည်လူသားများ၏ဉာဏ်ရည်တိုးတက်မှုကိုမြင့်တင်ရန်ကွန်ပျူတာနည်းပညာများကိုဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်ခဲ့ပါသည်